ဲဒရီလာရီဟာကျော်ရံမြေကိုမဖြတ်ခင်မှာကောင်းဆောင်ရောရှုဟာတချုံနီယာကိုဆင်းလို့လိုက်ပါတယ်သူတို့တော်မယ်ပထမဆုံးမျိုးဟာခန္ဓာကြီးကိုခံခန့်နဲ့ရှယ်ရီဖော်မျိုးကြီးပါအဲဒီချိုရီဟာမျိုးရိုးပုံမှာစောက်ထားရဲ့ရာခက်ရဲ့အိမ်မှာဝင်နေကြရင်ရှာကက်ကတော့အဲဒီခေကာလာမှာနာမည်ကောင်းမရရဲ့မျိုးသမီးတယောက်ပါဒီတဲ့င်းကိုရှယ်ရီကောပင်ရာသိသွားတဲ့အခါမှာတော့ချက်ချင်းပဲစစ်တပ်တွေရာခက်ရဲ့အိမ်ကိုရောက်လာပြီးအချုံနီယာကိုထုတ်ပေးလို့ပြောလိုက်ပါတယ်ပြီးတော့သူမှစစ်သားတွေကိုဖောက်ခဲ့လာပါတယ် ဒါပေမဲ့သူတို့ကဘယ်သူတွေဘယ်ရလဲဆိုတော့ကျွန်တော်မသိပါဘူး။မြို့တကာပိတ်ခန့်နေမှာသူတို့ထွက်သွားကြပါပြီ။အခုလာလို့ရှိရင်တော့မိပါလိမ့်မယ်ပေါ့။ရှာခက်ကချက်ချင်းဆိုလိုပဲ။တချို့နေရာကိုခေါင်းမိုးပေါ်တက်စီပြီးပြန်ထားရဲ့ပိုက်ဆံယူတွေမှာညှက်ဝက်ပြီးဝတ်ထားလိုက်ပါတယ်။စစ်သားတွေပြန်သွားပြီးရနောက်မှာတော့ရှာခက်ကဟာတချို့တွေကိုတဲနှွေးရဲ့ဘုရားသခင်ရေအောင်ဟာ ဒီမျိုးတင်းတို့လက်ထဲမှာအမေဆိုတာကျမသိပါတယ်။အဲကောက်တို့ပြားနေပြီးတော့တင်းတို့ဘလို့ခေါ်ထုတ်လိုက်။ရှစ်ပွဲတွေမှာဘင်းရင်တွေကိုအနာယူပြီးတော့ဘလို့အောင်ဝဲခံနေဆိုတဲ့တဲ့နေအားလုံးကျမတို့ကြားပြီးပါ။အဲ့ဒါတင်းတို့လောကအကြီးကြီးထိလန့်နေကြပါတယ်။တင်းတို့ရဲ့ဘုရားသခင်ဟာကောင်းကင်ရဲ့မြေကြီးပေါ်မှာအစိုးရရဲ့ဘုရားသခင်အစ်မန်ဖြစ်ပါတယ်ဆိုပြီးပြောပြပြီးတဲ့အခါမှာတင်းတို့ရဲ့ဘုရားသခင်ဟာဒီမျိုးကိုတင်းပတ်တဲ့အခါမှာကျမနဲ့ကျမမိသားစုရောအသက်ချမ်းသာခွင့်ပေးပါဆိုပြီးတော့တောင်းပန်နေခါမှာတော့တချို့တွေကလည်းသဘောတူပြီး ပြင်းပေါက်မှာအမက်သားကျုံးကြီးချီထားဖို့မှာလိုက်ပါတယ်။ပြီးတော့မြို့ရိုးကနေပြီးတော့ကျုံးနဲ့အကူဆင်းလိုက်ကြပါတယ်။ရှာခတ်ရဲ့ယုံကြည်ခြင်းကြောင့်လည်းသူငယ်သူမိသားစုတွေကအသက်ချမ်းသာကိုရခဲ့ပါတယ်။ပြီးတော့ရေယူပေါင်းမြို့ကြီးပြည့်စည်ခြင်းမှာတော့အသက်ချမ်းသာကိုရအောင်မကပါဘူး။အဲ့ဒီလာလူမျိုးဆာလမွန်နဲ့အင်တော်ကြပြီးရခါမှာတားဖို့ကြောင့်ပေါင်းမြစ်ခဲ့ပါတယ်။ဩဇာနဲ့ရိုးသားရဲ့တားအောဘကနေပြီးတစင်။တခင်ယေရှုရဲ့မျိုးစင်ဆက်ခြင်းမှာပါဝင်ခွင့်ရခဲ့ပါတယ်။ဒါအပြင်ဇာမျိုးသမီးတယောက်ကတုံးမရဲ့ယုံကြည်ခြင်းအဖြစ်အသက်တာတစ်ခုလုံးပြောင်းလဲသွားခဲ့ရတယ်ဖြစ်ပါတယ်။